ဒီနေ့မှာတော့လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်လက်တွေကိုပြောချင်ပါတယ်။ဒီတစ်ခေါက်ပြောချင်တာကအိန္ဒိယလမ်းကြောင်းတွေကိုအစပြုပြောချင်တယ်ဗျ။အိန္ဒိယလမ်းကြောင်းဆိုတာကကျွန်တော်တို့လက်တန်းဘတ်ချံလက်ဖွဲ့ဆောင်နာလေးမှာရှိတဲ့လက်တန်းဘတ်ကိုဒီထိုးလာတဲ့မြင်းကြောင်းလေးကိုပြောတာဗျ။အိန္ဒိယလမ်းဟာရှေးလျားဖြောင့်တန်းရင်တော့တာယာနဲ့အိန္ဒိယဖြစ်နေလို့ခြေပုံရပြောလို့ရပါလေ။ အိမ်တော်ကြီးလက်ကျောင်းတူတူလေးဆိုရင်မသားရတတ်ပါဘူးအိမ်တော်ကြီးလက်ကျောင်းအောက်ကိုငိုက်စင်းရင်အိမ်တွင်းရေးပူတယ်မသားရတဲ့အိမ်တော်ကြီးဖြစ်တဲ့အိမ်တော်ကြီးလမ်းကိုလမ်းတို့တစ်ခုကဖြတ်ထားရင်အကြောင်းအကြောင်းကြောင့်ခွာပြေးရတဲ့အိမ်တော်လက်မမှာကျွန်းရှိရင်အိမ်တော်ကြီးမှာဖုံးကွယ်ထားတဲ့လှုပ်ဝက်ချက်ရှိတဲ့အိမ်တော်ကြီးလမ်းဆုံးခင်းကွာလို့ခွဲနေရင်တော့ကွဲတက်လမ်းခွဲရတတ်ပါလေ။ အင်တော်အင်းလန်းကိုတကယ်လို့လမ်းသေးလေးတွေကအများကြီးကန့်လန့်ဖြတ်နေရင်ကွဲကွဲအပ်တတ်ပါလေ။အင်တော်အင်းလန်းကနှလုံးလမ်းကိုဖြတ်ဆင်းသွားရင်တော့အင်တော်ဘက်တည်ဆုံးနေတော့မဟုတ်ကွဲကွာရတတ်ပါလေ။အင်တော်အင်းလန်းဟာအပေါ်ကိုထောင်တက်နေရင်ဘွားတလျှောက်လူပြိုကြီးပြိုကြီးဖြစ်တတ်ပါလေ။လူပြိုကြီးပြိုကြီးများစွာရဲ့လက္ခဏာမှာအင်တော်အင်းလန်းကြောင့်အပေါ်ကိုထောင်တက်တာတွေ့ရတတ်ပါလေ။အင်တော်အင်းလန်းကြောင့်ကတကယ်လို့တနင်္ဂနွေလမ်းကိုဖြတ်နေရင်အင်တော်ဘက်ကြောင့်ငွေကြေးဆုံးရှုံးမယ်။အမီနာမှာ ဆုံးရှုံးနစ်နာရတက်တယ်လို့ပြဆိုပါတယ်။နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခု ပြောခြင်းပါတယ်။အခုတကောက်ပြောခြင်းတာကဆေးဆက်ကြောင်လန့်မှု ဖြတ်သိမ်းရတက်တဲ့သူမှာတွေ့ရတဲ့လက္ခဏာတစ်ခုပြ။အဲ့ဒီလူရဲ့လက်မှာနှလုံးလန်းဟာ အောက်ဘက်ကိုငိုက်တယ်။အဲ့လိုငိုက်နေတဲ့လမ်းသေးလေးတစ်ခုရှိပါတယ်။ဒါဟာအချစ်ကိစ္စကိုရည်ညွှန်းပြီးဒီအောက်ကနေတဲ့လမ်းသေးကို မြင်းသေးတစ်ခုကဖြတ်ထားမှဆိုရင်လက္ခဏာရှင်ရဲ့ စေဆက်ကြောင်းလန်းခြင်းဟာမောင်မြင်ပဲအကြောင်းမျိုးကြောင့်ဖြစ်သင့်လျက်ပါလေနောက်တစ်ခုကတင်းလောက်ဂျိုကိုမတင်လာတဲ့ဩဇာလန်းကြောင်းဟာကံကြောင်းကိုဖြတ်တန်းထားမယ်ဆိုရင်လည်းလက္ခဏာရှင်ရဲ့စေဆက်ကြောင်းလန်းခြင်းကိစ္စဟာအောင်မြင်မှာမဟုတ်ပါဘူးဒီလိုမအောင်မြင်ရတဲ့ကြောင်းရင်းကတော့တခြားစံကျင်ဘက်လိန်ကြောင်ပဲဖြစ်စေမိတ်ဆွေပေါင်းတဲ့ကြောင်ပဲဖြစ်စေပြတ်တက်တယ်လို့ကြုံတွေ့ရတဲ့လက္ခဏာအမှတ်သားဖြစ်ပါလေ။ နောက်ထပ်လက္ခဏာတစ်ခုပြောခြင်းနဲ့ဗျဒီတစ်ခေါက်ပြောခြင်းတာနှလုံးလမ်းကြောင်းစတင်ဖြစ်ပေါ်နိုင်တဲ့နေရာလေးမျိုးပေါ့ဘုဒ္ဓရအနေနဲ့ပြောခြင်းပါလေနှလုံးလမ်းကြောင်းရဲ့မူလသဘောတရားဟာချက်ချင်းနဲ့ပေါင်းဖက်လို့မှုပေါ့မိမိရဲ့အတွင်းစိတ်တောင်းတချက်ဖြစ်ပါတယ်ကလေးဘွားခံစားချက်မှာမိသားစုဘွားဆက်ဆံရေးဒီနှလုံးလမ်းကြောင်းကွဲလွတ်ချက်တွေကပေါ်ပြနေပါတယ်နှလုံးလမ်းကြောင်းပထမဆုံးပြောခြင်းတာကနေနေတဲ့လမ်းကြောင်းနှလုံးလမ်းကြောင်းအေးအမှတ်သားဟာ ဘိုးဒူးလက်ချောင်းလက်သန်းအောင်မှာရှိမယ်အဲ့ဒီကနေစတင်နှလုံးလန်းကနေနေတော့ချစ်ချင်းနဲ့ပေါင်ဖက်ခြင်းကိုများစွာလိုအပ်နေသေးတယ်ဆိုတာဖော်ပြပါလေဒီနေရာမှာနှလုံးလန်းတဲ့ဘိုးဒူးကြုံကဟာကြဲပြတ်လုံးနေရင်ချစ်ချင်းနဲ့တူပေါင်ဖက်လိုမှုပေါ်ဆန္ဒပြင်းပြစွာရှိနေတာဖြစ်ပါတယ်ဘုဒ္ဓဂျိုကုံဆိုတာကလက်တန်းအောက်ဘုဒ္ဓဂျိုကုံကိုပြောတာပါနောက်တစ်ခုကနှလုံးလန်းချောင်းမြင့်နေတယ်ဆိုပါစို့နှလုံးလန်းချောင်းဟာ လက်တန်းခြေထိကက်နေထိမြင့်ရင်ဒါဟာချစ်ချင်းအတွက်ဆန္ဒမပြင်းထန်ဘူးတစုံတယောက်ပေါ်တစ္ဆာထားကျင်နာနေဖို့ဆိုတာကလည်းမျှော်လင့်လို့မရပါဘူးမချစ်တဲ့သူကျင်နာမှုနဲ့တဲ့သူတွေမှာအဲ့ဒီလိုလက္ခဏာပါတတ်ပါလေနောက်ထပ်လမ်းကြောင်းပြောချင်ပါတယ်ဒီတစ်ခေါက်မှာတော့လက်မနဲ့ပတ်သက်ပြီးပြောချင်တယ်ဗျတဲ့နမပြောတဲ့ကိုရီကိုသွေးဆိုမမပါဘူးလူတယောက်ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကနေအဲ့ဒီလူဟာဘလို့လူစားမျိုးလဲဆိုတာပြောပြပေးနိုင်တဲ့အချက်တွေရှိတယ်ဗျာ ဒီတကာလက်မောက်ကိုကြည့်ပြီးအဲ့ဒီလူဘလို့စိတ်နေစိတ်ထားကိုရီကိုသွေးရှိတယ်ဆိုတာပြောပြနိုင်တဲ့အကြောင်းပြောချင်ပါလေလက်မထောင်ကြည့်လိုက်ပါလက်မထောင်တဲ့ခါမှာဖြောင်တန်းနေပြီးနောက်ကိုကိုင်းညွတ်ခြင်းမရှိပဲအဲ့ဒီလူမျိုးလက်မပါရှင်ပြည့်မယ်ဆိုရင်မိတ်ဆွေဟာအရာရာကိုအယံလေးနက်ထားတဲ့သူဖြစ်ပါတယ်စိတ်တမကြောတယ်ခံစားလွယ်တဲ့သူမဟုတ်ပါဘူးစိတ်လို့ချမ်းမှုကိုလည်းပြလို့မရှိတဲ့သူတို့ဖြစ်ပေမဲ့စိတ်တကြတဲ့သူတို့လည်းမဟုတ်ပါဘူး လက်မထောင်လိုက်တဲ့အခါနည်းနည်းဖြစ်စေမများဖြစ်စေကိုယ်ရဲ့နေတဲ့သူတွေဟာကိုယ့်ရဲ့ခံစားချက်ကိုအများသိအောင်ပြတတ်တဲ့သူတွေဖြစ်တယ်လို့အတွေးတွေကိုလည်းထုတ်ဖော်ပြောရမှာနှစ်သက်သူတွေဖြစ်ပါလေလက်မရဲ့ပထမစစ်ကဒုတိယစစ်ထက်ပိုရှင်နေလားလက်မထောင်လိုက်လို့အပေါ်စစ်ကိုပထမစစ်ဖြစ်သတ်မှတ်ပါလေအဲဒါဆိုရင်စိတ်ဆွမ်းအားကိုယုံကြည်သူဖြစ်ပြီးအလုပ်ကိုအရန်စူးစမ်းသူဖြစ်ပါလေ အလိုလိုသိစိတ်ကိုယုံကြည်ပြီးရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချလိရှိသူပါအခြေအနေပတ်သက်လာရင်လည်းတတော်သစ္စာရှိသူဖြစ်ပါလေတကယ်လို့လမောရဲ့ပထမစစ်ဟာဒုတိယစစ်ထက်ပိုတိုနေမယ်ဆိုရင်တော့မိတ်ဆွေရဲ့ဆုံးဖြတ်ချက်အားလုံးကိုစိတ်ခံစားချက်ထက်လက်တွေ့ကျမှုပေါ်မှာမူတည်ပြီးဆုံးဖြတ်တတ်ပါလေစိတ်ခံစားချက်နဲ့လက်တွေ့ကြတာနှိုင်းရှင်လာရင်တော့လက်တွေ့ကိုပို့ပြီးဦးစားပေးတတ်ပါလေ အခြေအနေပတ်သက်ရင်တင့်လျော်တဲ့လက်တွဲပေါ်နဲ့တွေးနိုင်ဖို့အခွင့်အရေးကောင်းနေနဲ့လွဲသွားတတ်ပါလေဒီပြဿနာတွေကိုကြော်လွားနိုင်ဖို့အတွက်မိတ်ဆွေအနေနဲ့အချစ်ကိုရှာဖွေတဲ့အခါမှာလက်တွေ့ကြတာကိုနောက်မှထားပြီးစိတ်ခံစားချက်ကိုနည်းငယ်ထည့်သွင်းစဉ်းစားသင့်တယ်လို့ပြောချင်ပါလေနောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါလေမိတ်ဆွေရဲ့အသက်လမ်းကြောင်းကနေပြီးတော့လမ်းတစ်ခုက ထနေရှားထွက်လာပြီးအဲ့ဒီလမ်းဟာ စနေဂျိုဂုံလက်ခလဲအောက်ထိဘာဖြတ်အမှန်အမှောက်မရှိပဲဖြုံဖြုံတန်းတန်းထိုးတက်နေလားအဲ့ဒီလိုထိုးတက်နေတော့ဒီမှတ်သားဟာယုဒိယစီးစိန်ချမ်းသာရရှိတက်တဲ့ဆိုတဲ့အမှတ်သားပါ။ဒါမှမဟုတ်အလောက်ကန်ခွင်လန်းနေရရှိတက်ပါတယ်။ပြီးတော့အဲ့ဒီလှုပ်ရရလည်းမထင်မပဲယာဒူးတိုးတက်လွယ်ပါတယ်။တောက်ကြဂျုံကမလမ်းကြောင်းတစ်ခုတက်လာပြီးစနေဂျုံကုံထိရောက်ရှိနေတယ်ဆိုပါစို့။ဒီမှတ်သားဟာအိမ်တော်ဘက်ဇနီးခင်ပွန်းစီကအထောက်ပံ့ရရှိနေပါလေ။ ဆွေမျိုးသားချင်းစီကလည်းအမွေနှစ်ရရှိတတ်တဲ့လက္ခဏာလို့ပြောလဲပမာပါဘူးနောက်ထပ်တစ်ခုပြောချင်ပါတယ်သင်းလဝါပြင်ပေါ်မှာတစ်ခုပိုင်ကိုကန်ကောင်းပြီလို့ပြောလို့ရတဲ့ကန်ကောင်းတဲ့အမှတ်သား၅မျိုးကိုပြောချင်တယ်ဗျာဒါတွေကတော့၅ရုပ်အလံစက်ကြာကြာဘူးចောင်းဆောင်အမှတ်သားတွေပဲဖြစ်ပါတယ်ပထမဆုံးပြောချင်တာ၅ရုပ်ပါမိတ်ဆွေရဲ့လဝါပြင်မှာ၅ရုပ်ဟာဘယ်နေရာမှာပဲပပါ ကောင်းတယ်လို့ပြောလို့ရပါတယ်အခုဒီပုံမှာပါတဲ့အတိုင်းအသက်လမ်းကြောင်းဆုံးတနင်္လာဂျိုကွန်အစမှာငါးရုပ်ကြီးဖြစ်ပေါ်နေပါတယ်ဒီမှတ်သားငါးရုပ်ပါသူဟာပေကန်းစွန့်ကျဲခြင်းစိတ်များသူစဉ်ညလုံးသားနူးညံ့သူဘာသာတရားကန့်ဆိုင်သူပါဒီလိုပုံကိုယ်ရရေကိုကြောက်တက်ပြီးမတော်တဆလည်းရေနစ်တက်ပါတယ်ဒါမဲ့ကဲစဲသူပေါ်တက်ပါတယ်နောက်တစ်ခုကအလံပါတကယ်လို့မိတ်ဆွေရဲ့အလံဟာအသက်လမ်းကြောင်းကနေထွက်ညာလမ်းကိုဖောက် ကျွန်တော်တို့လက်ညှိုးအောက်ကြာတာပရိဂျုံခုန်ထိရောက်ရှိနေပြီဆိုရင်တော့အသက်ကြီးပန်းရောက်လေချမ်းသာမယ်လို့ပြောလို့ရပါတယ်။စိတ်ဝိညာဉ်နယ်ပယ်ကိုစိတ်ဝင်စားတဲ့သူဒါအပြင်ပညာရေးနဲ့ပတ်သက်ပြီးထူးကျွအောင်မြင်သူလို့ပြောလို့ရပါတယ်။စัจ Java ဘုံအမှတ်သားစัจ Java ဘုံအမှတ်သားဟာမင်္ဂလာစက်တည်ရှိတဲ့အမှတ်သားတစ်ခုဆိုမမဟုတ်ပြပညာရှင်ဆန်တဲ့ချမ်းသာတဲ့စိတ်ဝိညာဉ်ဆိုင်ရာစိတ်ဝင်စားတဲ့သဘောကို ဖော်ပြပါတယ်။လက်ညှိုးအောက်ကြာတာပရိဂျုံခုန်မှာ စကြပုံပိုင်းနံဝိညာဉ်ဆိုင်ရာလမ်းပြတို့ဖြစ်နိုင်ပါတယ်။ရှေ့ပြည့်ဟောတွေအယမ်းမှန်တဲ့ဆရာတို့ဖြစ်နိုင်တယ်။တောက်ကြကြိုးကမှစကြပိုင်းတော့ညီရလုပ်ငန်းကလည်းအကျိုးမြတ်များစွာရရှိနိုင်တယ်လို့ပြပါတယ်။နောက်တစ်ခုကကြာဘူးပါ။ရှားပါတဲ့မှတ်တင်ကြတာပါ။လဝါပြင်ဘယ်နေရာမှာပေါ်ပါကောင်းပါလဲ။ကျောင်းဆောင်မှတ်သားဒီမှတ်သားကတော့ဘဝမှာဂုံချက်တည်နဲ့ပြီးပြည့်စုံထင်ရှားတဲ့ပုဂ္ဂိုလ်ဖြစ်နိုင်တယ်ဆိုတာပြပါတယ်။အင်ကြီးအင်ကောင် နဲ့နေရမယ်လို့ပြပါတယ်ဒီမသက်ဟာသူတော်စင်တွေမင်းမျိုးမင်းွယ်တွေပရောဟိတ်တွေပြောရမယ်ဆိုရင်တော့အခုခေတ်သစ်မှာဆိုရင်အစိုးရရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့လက်ဝါးပြမှာပါတက်ပါတယ်ထင်ရှားတဲ့ကဗျာကျော်ကဗျာကျော်ကဗျာဆရာကြီးရာဗီနာနက်ကိုရဲ့နဝဝါးပြမှာလည်းအဲ့ဒီလိုမျိုးအိမ်ပုံစံအမှတ်သားပါတယ်လို့သိရပါတယ် နောက်ထပ်အမှတ်အသားတစ်ခုကိုပြောချင်ပါတယ်ဒါကတော့ဂျူဂုံလီပေါ်ကမှဲ့ကြောင်းပါလညိုအောင်ကြာတာပလင်းဂျူဂုံမှာမှဲ့ရှင်မကောင်းမှုပြအင်းတော်ကြောက်ဖို့ခက်ခဲတယ်အင်းတော်ရေးဘွားမตายရတတ်ဘူးရီမန်းချက်လည်းမပြေစုံဘူးပြီးတော့မရိုးသားတတ်ပါဘူးလက်ခလဲအောင်စနေဂျူဂုံမှာမှဲ့ရှင်လည်းမကောင်းမှုပြကန့်ခဲတယ်တတိချားနေတတ်တယ်မရိုးသားဘူးကိုယ့်ကိုယ်ကိုတတ်သိတတ်တယ်လက်သွေအောင်တနင်္ဂနွေဂျူဂုံမှာမှဲ့ရှင်လည်းမကောင်းဘူးဂုံတရင်းပြည့်ရင်တတ်တယ်မျက်စိကိုတင်တာဖြစ်တတ်ပါလေ လက်သားဘုံထူးကြုံမှာမှဲပါရင်လည်းမကောင်းဘူးဗျလိမ့်လေလှဲ့ဖြားတတယ်ဘယ်တော့မှအနာမရတဘူးအင်တော်ကြီးနဲ့ခလေးရောက်မှုမှာခက်ခဲတပါလေအင်္ဂါဂျိုဂုံဖိုမဲ့ဒမအင်္ဂါဂျိုဂုံမနှစ်ခုလုံးမှာမှဲပါရင်လည်းမကောင်းဘူးဗျဥကောင်းထိခိုက်တတယ်တတိနေတတယ်ကိုကုတ်ကိုအဆုံးစီရင်ဖို့စိတ်ရောက်တတယ်နောက်ပြီးတော့လက်ဘွားဆောင်တနင်္လာကြုံမှာမှဲ့ပါရင်အိမ်တော်ကြောက်နောက်ကြမယ် စိတ်ယောဂါဖြစ်တတ်တယ်။တောက်ကြကြကုန်မှာ မှဲ့ပါရင်လိန်ကာနဲ့ဆက်ဆက်တဲ့ယောဂါရတတ်တယ်။ဘဇက်ဂရင်းယောဂါအင်တော်ရေးတာမှုမရှိတတ်ပါဘူး။လက်ဖွားလေရာဟုလိုမျိုးမှာ မှဲ့နေပါရင်တော့လုံးဝမကောင်းဘူး။ငွေကြေးကိစ္စစီးပွားရေးမှာဖြစ်တတ်တာတတ်တယ်။အသက်30ကနေ36နှစ်တွင်ကြီးမားတဲ့ဆုံးရှုံးမှုတွေတွေ့ရတတ်ပါလိမ့်။မှဲ့ဆိုတာလဝါပြင်ဘယ်နေရာမှာပပမကောင်းပါဘူး။ခုပြောတာလို့လက်မှာမှဲ့ပါလာရင်မကောင်းဘူးလို့ပဲဖြစ်ထွက်ပါတယ်။မှဲ့ဆိုရင်ကို ဖြတ်နည်းအတွက်ဆရာကြီးမင်းသိန်ခါရဲ့ဝေမျှနေတဲ့ခုကိုကျွန်တော်အနေနဲ့စေတနာလို့ငါမျှဝေချင်ပါတယ်။ဒါကမှဲ့နေရာကိုလက်ညှိုးနဲ့ပတ်ပါ။တချို့ကတော့မှဲ့နေရာကိုကျွန်တော်တို့မိမိရဲ့လက်ချောင်းထိပ်လက်ချောင်းထိပ်မှာအဲ့ဒီကျွန်တော်တို့ဒီစဝိုင်းဘွေပေါ့နော်။ Q ဘတ်ဘွေလို့လည်းခေါ်ပါတယ်ဗျ။အဲ့ဒီဘွေပါတဲ့လက်နေတဲ့မှဲ့နေရာလေးကိုပုတ်ပြီးတော့အရဟံလို့ရွတ်ပါတယ်။ စိတ်ကကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားလိုအာရုံယူပါတဲ့ဒါကိုတတိယတိုင်းလုပ်ပါတဲ့မှဲရတော့မပြတ်ပါဘူးဒါပေမဲ့မှဲရပြီးမှဆိုးကျိုးတွေကတော့ပျောက်သွားပါလိမ့်မယ်တဲ့ဆရာကြီးမြင့်သိန်းကအဲ့ဒီလိုမျိုးပေးခဲ့ပါလေလက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမင်းသမီးကပြောပြတာပါအားဆင်ပြီးတဲ့အတွက်ကျေးဇူးပါဗျာ